အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတယ်တရွာသူ ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူ နားဆင်ခံစားကြပါရှင်တရွာသူ ကျမသူ့ကိုညင်းလိုက်မိပြီ။ကျမခေါင်းခါလိုက်ပြီလေ။သူကအတန်တိုးတိုးတိမ်တိမ်နဲ့ကျမကိုပြောတယ်။မှုံမှုံရဲ့ခိုင်လုံးနဲ့အကြောင်းပြချက်တစ်ခုလောက်တော့ပေးပါတဲ့။ရေစက်မပါလို့ပဲနေမှာပေါ့လို့ကျမက ATA ဆက်ပြန်ပြောမိတယ်။သူကခေါင်းရမ်းပြန်ရော။ပြီးတော့တပြင်းချတယ်။မှုံမအားဘူးအလုပ်တွေရှိသေးတယ်။ပြန်တော့နော်လို့နှင်မိပြန်တယ်။ သူ့မျက်နှာပိုညှိုးသွားတယ်။နောက်ရော လာမလဲရတော့ဘူးလားလို့မေးပြန်တယ်။ဟုတ်လို့လည်းပြောလဲပြောခေါင်းလဲညှိမ့်ပြ။မှုံရဲ့မိတ်ဆွေတွေလိုတော့သဘောမထားနိုင်ဘူးလား။ဆိုတဲ့စကားကိုမေးပုံကဗီဒီယိုတွေကမင်းသားလိုလိုဘာလိုလိုနေ။ကျမလည်းဘာပြောရမှန်းကိုမသိတော့ဘူး။တိတ်ရိုင်းသွားမှလဲဆိုတာနဲ့။အခြေအနေရပါတော့။ ခုတော့မှုံတကယ်မအားလို့ပါ လို့ပြောပြီးအဆောင်လေကားပေါ်ရက်ကို ပြေးတက်လာခဲ့တယ်။တော်ပါသေးရဲ့ဒီနေ့အခန်းပေါ်နှစ်အောင်စလုံးမရှိကြဘူး။မဟုတ်ရင်သူတို့ကိုဖြည့်ရှင်းချက်ထုတ်နေရအောင်မေ။သူများကို ဖြည့်ရှင်းဖို့နည်းနည်းသာသာကိုဟာကိုအပြေမှန်ရဖို့တော့မနှဲရှာယူရအောင်မှာ။ကျမစိတ်ထဲမှာလीသူတို့ချစ်တာမချစ်တာထက် သူ့မာကိုမချစ်နိုင်တာကြီးကအနာတရလို့ဖြစ်နေပါဗျ။ တငယ်ချင်းတွေကပြောကြတယ်။သူ့ကိုယူမလား၊သူ့မကိုယူမမို့လားတဲ့။ဘသူ့ကိုပဲယူယူမချစ်မနှစ်သက်တော်သူနဲ့အသက်ထက်ဆုံးနေရမှာတည်ကြတယ်လို့ကျမပြန်ပြောတော့တငယ်ချင်းတွေကရီလိုက်ကြတာ။သူ့မက ကျမရဲ့အလုပ်ရှင်လေ။လုပ်ငန်းတော်များများကိုဦးစီးချုပ်ကင်နိုင်တဲ့အစွမ်းထက်ထက်အမျိုးသမီးကြီးတူဦးပါ။အသက်အရွယ်ကတော့40ရင်းကိုချင်းယုံကလေးချင်းဦးမှာပါ။ ငွေကြေးချမ်းသာလာတဲ့အစွမ်းထက်ထက်အမျိုးသမီးတွေကို အားကြလွန်းလို့အထင်ကြီးလွန်းလို့ကျမအဲ့ဒီဒေါခင်မင်းမွန်ကျမတို့ခေါ်ဒေါခင်မင်းမူကိုရင်ထဲအသေးသေးကကြည်ညိုလေးစားစိမ့်နဲ့ချစ်ခဲ့ဘူးပါလေအခုတော့ကျမမချစ်နိုင်တော့ဘူးကြောက်လဲကြောက်သွားပြီအတူမနေရဲလောက်အောင်ကိုကြောက်သွားမိတဲ့အတွက်သူ့မောင်ကို ကျမညင်းလိုက်ပါတယ်ဆိုရင်ကျမကိုအတိတ်ပဲမဲလိုက်တာလို့အပြစ်တင်ခြင်းမှာပဲပေါ့လေ ကျမစိတ်ကိုကျမတည်တယ်။သူဟာကျမအတွက်တာမန်လူတရားမဟုတ်ဘူးဆိုတာအသေးနှလုံးနဲ့သိနေပါတယ်။သူ့ကိုအချိန်တိုင်းမြင်နေမိတယ်။သူပြောမှုတဲ့စကားတွေကိုခဏခဏကြားနေတယ်။သူနဲ့တွေ့ရင်ပြောစရာအများကြီးရှိတယ်လို့ထင်နေပေမဲ့သူ့ရှေ့မှာဘာမှမပြောပြခဲ့ရင်တွေခုံးနေတယ်။သူ့အတွက်ကောင်းသတင်းတွေသာကြားစင်နေပြီ။ဘာတွေများလှုပ်ပေးရမှာလဲလို့အချိန်တိုင်းတွေးမြင်နေမိတယ်။ ဒါဆိုရင် ကျမတို့သူဟာရိုးရိုးမိတ်ဆွေတရားမဟုတ်နိုင်တော့ဘူးဆိုတာလည်းသိကြပါရဲ့လေကျမရဲ့နှလုံးသားဟာယောက်ျားတယောက်ရဲ့အရေးအာဝါဒအောက်မှာခိုဝင်ပြီး လွမ်းမိုးမှုကိုခံနေရတယ်ဒီဖြစ်ကို ကျမရဲ့နှုတ်ကဘသူကိုမှမလစ်ဟမိပါဘူးဒီထက်ပိုပြီးကျမရဲ့အမှုအရာ အနေထိုင် အပြောဆိုနဲ့လည်းဘသူကိုမှမသိစေခဲ့ပါဘူးကျမရဲ့အခန်းပေါ်တွေကဟာ ကျမရဲ့သူသိဖုံးကွယ်နိုင်မှုကြောင့်ပါပဲဒီတော့ကျမကျေနပ်ပါတယ်လူတို့ရဲ့ဘဝဟာလောကစက်ခုံကြီးပေါ်ကအခန်းဆက်ပြဆက်တွေဖြစ်မယ်လို့ခံယူထားမယ်ဆိုရင် ကျမတို့အားလုံးဟာတရုပ်ဆောင်တွေကြီးပါပဲပွင့်ပွင့်လင်းလင်းပဲကြိုက်တယ်ဟမ်ဆောင်တတ်ဘူးလို့ခဏခဏကြားဖို့ခဲ့ကြရတယ်နော်အဲ့လိုပြောတဲ့လူတွေဟာတကယ်ပဲမလိမ်မညာဟမ်ဆောင်ကြတော့ဘူးလေလား ကျမကလိန်ဖို့ညာဖို့ဟန်ဆောင်ဖို့အားပေးအားမြောက်ပြုတာမဟုတ်ပါဘူးတခါတခါမှာသူတိတ်သိမ်းစဲထိမ့်ချုပ်ရတာတွေရှိကိုရှိနေတတ်ပါတယ်ခုကျမသူတိတ်သိမ်းစဲထိမ့်ချုပ်ရပါတော့မယ်ကျမရဲ့အရေးကြီးဆုံးအကြောင်းကိစ္စတစ်ခုအတွက်ပေါ့အဲ့ဒီကိစ္စကဒေါခင်မင်းမူနဲ့ပတ်သက်ပါတယ်နောက်ပြီးကျမဟာတရွာသူဖြစ်နေတာနဲ့လည်းပတ်သက်ပါတယ် ဒေါခင်မင်းမူကို ပထမဆုံးစပြီးဂရင်းပြက်မိတာက မေးစင်ပြီးကြည့်ရတဲ့မျက်လုံးဆူဆူရှာရှာတွေအဲ့ဒီလိုနှိမ်ချပြီးကြည့်လိုက်တဲ့အတွက်အဲ့ဒီအကြည့်ကိုခံလိုက်ရတဲ့ကျမကတော့အသေးနှလုံးကိုခြုံခြုံမြတ်မြတ်အဖျားနဲ့တဆွဆူထိုးစွာခံနေရတယ်လို့ပဲတကယ်တော့ဒေါခင်မင်းမူဟာ ပုတ်ကလေးကလုပ်ငန်းရှင်တယောက်သားဖြစ်ပါတယ်မျက်လုံးကလေးတစ်ချက်အကြည့်ကိုတော့မှမခံနိုင်တော့အောင်ဂရင်းပြက်နေရင် ဒီလောက်ကိုဘာဖြစ်လို့ဆက်လုံနေသေးလဲလို့မေးစင်မိမှာပေါ့နော်။ကျမကလည်းအဖြေအစင်းနဲ့ရှိပါရဲ့။ကျမဟာတရွာသူ ဖြစ်နေလို့ပါပဲ။ကျမကမျိုးကလေးတစ်မျိုးမှာမွေဖွားကြီးပြင်းပြီးအဝေးတင် တက်ရင်ခေပညာတက်ခဲ့ရတဲ့တရွာသူပါ။စိန်ပန်းတွေတမပင်တွေနဲ့ကုကိုပင်နန်းတွေစီးနေတဲ့မန္တလေးတက္ကသိုလ်ရှိရာတို့တစ်နှစ်တစ်ခါလောက်ရောက်လာရင်မျိုးကြီးကိုဆွဲလန်းခဲ့တဲ့သူလေ။ တိုးတက်ခြင်းအောင်မြင်ခြင်းမျက်စိတွေပွင့်နားတွေဆွင့်လို့ကိုမွေးရဲ့မြေမြို့ကလေးကို တိုးတက်မှုအဟောင်းမှာပင့်တင်ပေးခြင်းနဲ့တူလေဒါနဲ့ပဲဘွေရပြီးတော့စွန်စွန်ဆာဆာမြို့ကြီးကိုသွားတော့မယ်လို့ပြပြသားသားဆုံးဖြတ်ပြီးကျမရှောက်မယ်လမ်းကိုကျမရွေးချယ်ခဲ့ပါလေရောအဝေးတင်တက်တုံးကနေခဲ့ဘူးတဲ့အဆောင်ကလေးမှနေရင်ခေါ်သမျှအလုပ်စာမေးပွဲတွေကိုစိတ်ရှည်လက်ရှည်ဝင်ဖြေရတယ်ကွန်ပျူတာစရင်ခိုင် အင်္ဂလိပ်စကားပြောသင်တန်းတွေတက်ရတယ်။ကျမရဲ့မိဘတွေကအငယ်ဆုံးသမီးကလေးကျမကို မျိုးကြီးသူ ဖြစ်စေချင်လို့လို့ပေးဝေနှီးရင်လောက်ရတာတမောကြီးပဲ။အမေတို့ပိုင်တဲ့လက်ခွက်လေးတွေကျင့်ကျင့်သွားတာကိုမသိချင်အောင်ဆောင်ပြီးကျမကတော့အလုပ်တွေကို ကိုကရွေးလိုက် အလုပ်တွေရဲ့ရွေးချယ်ခြင်းကိုခံလိုက်။အားကောင်းမောင်းတမ်းမှန်ပြင်းနေတဲ့ကျမရဲ့ရွေးချက်တွေဟာ ခင်နဲ့အညီလူဖြစ်ရချိုးနဲ့စေရမယ်ဆိုတဲ့စိတ်ကိုခြေခံပြီး တိဆောက်ထားတာဆိုတော့တော်ယုံတိုင်ယုံအလုံးနဲ့လည်းအာဝင်ခွင့်ကြမဖြစ်ပေဘူးဒီကနေ့အကြောင်းမျိုးမျိုးကြောင့်မျက်စိမှိတ်ပြီးရောက်ရာနေရာကလေးကိုမြင်းမြဲစွာဆုပ်ကင်ပြီးအလုံးလုံးနေကြတဲ့ main clip တွေထဲမှာကျမမပါသေးလေတော့အယိုးများသောခြေခါသောလုံနိုင်သေးတာပေါ့လေမမိုညိုကြပြန်တော့တမျိုးသူ့ပါရမီကဘာသာစကားကျွမ်းကျင်ဖို့များပါလာသလားမပြောတတ်ပါဘူး ပြောတက်လိုက်တာရွှွတ်ွတ်ဒွတ်ဒွတ်တွေသူကခရီးသွားလုပ်ငန်းတခုမှာအလုပ်လုပ်ပါတယ်ဘဝခရီးအတွက်ရည်ရွယ်ထားသောချစ်သူလည်းရှိတယ်လုပ်ငန်းသဘောအရကမ္ဘာလူမျိုးတရတစ်ပါးနဲ့ခရီးသွားရတယ်သူ့လုပ်ငန်းအကြီးငယ်ကယောက်ျားဘယ်ဧည့်သည်ယောက်ျားကမှသူ့ကိုမထီပါရဲပါပဲသူ့သခင်အလုပ်ရှင်ကသူ့ကိုတစ်ချိန်လုံးနှဲ့နေတယ်လူဆိုတာကြောက်တိုင်မှာကြောက်ခဲမဟုတ်တဲ့အုံနောက်ရှိသူဆိုတော့မနဲ့ခင်မရိုင်းခင်မှာ ချစ်သူကိုလက်တွဲပြီးအကာအကွယ်ယူလိုက်တယ်။ဟောဘာကြသေးလဲ။မွမွညို အလုတ်ထုတ်ပစ်ခံရတယ်လေ။ဒါကြောင့်ကျမကကျမရဲ့အလုတ်ရှင်ဟာထူးချွန်ထက်မြက်တဲ့အမျိုးသမီးဖြစ်ရမယ်လို့ပိုင်းဖြတ်ခဲ့တာပေါ့။တကယ်လဲထူးချွန်ထက်မြက်တဲ့အမျိုးသမီးရပါပဲ။မြို့ပြင်ကဆက်မှုကွက်တင်မှာဆက်ရုံနှစ်ရုံရှိတယ်။မြို့လဲလူစီကားရရက်မှာ စတိုးဆိုင်စူပါမားကတ်တစ်ခုရှိတယ်။မြို့ရဲ့အေးဆေးငြိမ်သက်ရာရက်ွက်ကလေးတစ်ခုမှာ ready made အထည်တွေချုပ်တဲ့အချုပ်လုပ်ငန်းကြီးတစ်ခုရှိတယ်။ဒါကျမသိတဲ့ကျမပြေးလွှာစရင်ကင်နေတဲ့နေရာတွေပါ။ကျမမသိသေးတဲ့ဘယ်နေရာရှိဦးမလဲ။သူသိတ်ကိုတော်ပါတယ်။ဒါပေမဲ့တော်လုံးတဲ့သူတွေရဲ့လောဘကလည်းကြောက်เสียကောင်းလွန်ပါရဲ့။အရေးကြီးဆုံးကြောက်เสียကသူ့ထက်ဘသူမှမตาစေရဘူးဆိုတဲ့သတ်မှတ်ချက်ကြီးပါပဲ။ကျမနဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့အကြောင်းအရာလို့ပြောပြန်ရင် ကျမသူ့ထက်တော်တယ်လို့ဆိုရကြနေပါမယ်လီကျမကတော်အောင်ကြိုးစားနေတဲ့သူပါကောင်းလဲကောင်းခြင်းတော်လဲတော်ခြင်းတဲ့သူပါဒါဆိုကျမတိကျပြတ်သားရမယ်တတိရှိရမယ်စွန့်စားရမယ်မဟုတ်လားဆုံးဖြတ်ချက်တွေကလည်းမှန်နေရလိမ့်မယ်ကျမသူခိုင်းသမျှလုပ်ငန်းမှန်သမျှကိုကျမရဲ့အတိုင်းအတာသတ်မှတ်ချက်နဲ့ကျမလုပ်ခဲ့တာပါပထမဦးစွာကျမရဲ့ဂုံသိက္ခာနဲ့ကျမရဲ့ပန်းတိုင်အတွက်ပဲစိတ်ထဲမှာရှိနေတယ်လို့ ပွင့်ပွင့်လင်းလင်းရေရေရင်ရင်ပြောပြနိုင်ပါတယ်ဒုတိယအဆင့်ကတော့ကျမလုပ်တဲ့လုပ်ငန်းအတွက်စေရနာပေါ့နော်ကျမလုပ်တဲ့လုပ်ငန်းကသူ့လုပ်ငန်းဖြစ်နေတဲ့အတွက် ကျမရဲ့စေရနာဟာသူ့အတွက်အကျိုးသက်ရောက်စေပါတယ်ဒါပေမဲ့သူ့လုပ်ငန်းမှာသက်ဆိုင်နေတဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကအများကြီးအမျိုးသမီးတွေကြီးတော့မဟုတ်ဘူးပေါ့အမျိုးသားတော်တော်များများလည်းပါပါတယ်အလုပ်တွေလုပ်ကြည့်ကြတဲ့အခါလျှက်စီးလက်နေတဲ့အုံနောက်တွေမဟုတ်လား ဈေးကွက်ထုတ်ကုန်စရင်စရများနဲ့ဆုံးဖြတ်ချက်တွေချမှာမျောလင့်မထားနိုင်လောက်အောင်ပဲကျမရဲ့ခြေရာလက်ရာတွေထင်ရှားလာခဲ့ပါတယ်ပုံမှန်အတိုင်းသာဖြစ်ရမယ်ဆိုရင်ဒေါခင်မင်းမူနဲ့ကျမတို့တသားရဲပေါင်းစည်းမိကြဖို့ပဲရှိပါတယ်ခုတော့ဒီလိုဖြစ်မလာဘူးလေတခုခုလွဲချော်တာဆိုရင်အဲ့ဒီလွဲချော်မှုဟာကျမဘက်ကလားသူ့ဘက်ကလားမြင်အောင်ကြည့်တွေ့အောင်ရှာရတော့မယ်ဒါရိုက်တာဖွဲ့ဝင်တွေက ကျမအပေါ်မှာကြီးလင်းလေး ဒေါခင်မင်းမူကမှော်ဝါလာလေပဲ။ကျမရဲ့လှုပ်ရှားမှုတစ်ခုခုကအကျိုးအမြတ်တွေဝုန်းကနေရလိုက်တဲ့အခါမျိုးမှာဒါရိုက်တာဖွဲ့ဝင်တွေကလက်ခုပ်အောပါပေးလေ။ဒေါခင်မင်းမူကဆွေဆောင်မေးစင်ကြည့်လေလေဖြစ်လာခဲ့တယ်။ပထမတော့ကျမနားမလည်နိုင်ခဲ့ဘူး။သူ့ရဲ့မှုန်တေးမှုတွေကကျမရဲ့နားမလည်မသိတတ်မှုတွေပဲလားလို့ကိုကိုကိုပင်အပြစ်ပြန်ရှာနေမိတယ်။တတိချာချာတွေးကြည့်လေဝမ်းနည်းစရာကောင်းလေဖြစ်လာခဲ့တယ်။ အရှင်းဆုံးနဲ့အသေးစားဆုံးသိရှိနားလည်လက်ခံလိုက်ရတာကတော့ဒေါခင်မင်းမူရဲ့မြစ်တာကိုကျမမရနိုင်တော့ဘူးဆိုတာပါပဲကျမကကိုယ်အတွက်ရှေးဆောင်လမ်းပြအမတယောက်တော့မိုးဘော်ကကြာလာခဲ့ပြီလို့အောက်မေ့ပြီးလေးစားအားကြခဲ့အားကိုခဲ့ချစ်မြတ်နိုးခဲ့တာသူဘာပြောလဲဘာလုပ်တလဲဘလို့နေထိုင်ပြုမှုတလဲကိုမျက်နှာနဲ့ကိုမှန်မကြည့်ပြင်သာရှိမယ်သူမျက်နှာရိပ်မျက်နှာခဲကိုအမြဲကြည့်နေခဲ့တဲ့သူ ကျမရဲ့ဥဆောင်လမ်းပြကျေးဇူးရှင်ကျမလေးဒေါခင်မင်းမူကိုတကယ်ပဲကျေးဇူးတင်ခဲ့တာပါဘဝတစ်ခုလုံးရဲ့အကူအပြောင်းဆိုတာတကယ်ပဲအရေးကြီးတယ်မဟုတ်လားမြို့ကလေးမှာစရင်ခိုင်းနေစာဝန်ထမ်းကလေးလုပ်ခဲ့ဖို့တဲ့ကျမဟာမြို့ကြီးပြကြီးရဲ့လုပ်ငန်းကြီးမှာအရေးပါအရာရောက်သူတယောက်ဖြစ်လာဖို့ဒေါခင်မင်းမူကအလောက်ခံခဲ့လို့ဆိုတဲ့မှတ်တမ်းကလေးကျမရဲ့ရင်ထဲမှာရောအုံနောက်ထဲမှာပါဆွဲထင်နေတဲ့မှတ်တမ်းတစ်ခုပါ ရှိနေတဲ့ဂျေဇုတရားကိုလှုပ်အားတွေပပိုရှန်ရှန်ပေးပြီးအတိအမှန်ပြုတ်မိသေးတယ်။ဒါဆိုကျမဘက်ကသူ့ပေါ်မှာချွတ်ချော် တိမ်ပါတာမရှိနိုင်ဘူး။လူဆိုတာကိုကိုကို အပြစ်မမြင်တတ်ကြလေတော့ကျမဘက်ကတခုခုလွဲချော်နေတဲ့ထား။အမှန်တရားဖြင့်ကြံကိုကြံရစ်ခဲ့ရမှာကဒေါခင်မင်းမူကိုရိုးရိုးသားသားချစ်ခင်မြတ်နိုးစွာနဲ့လေးစားအထင်ကြီးမိခဲ့တယ်ဆိုတော့အသေးနှလုံးထဲကကိစ္စတစ်ခုပါပဲလေ။ ခုတော့ကျမတဖြည်းဖြည်းနဲ့ကြောက်ရွံ့တုန်လှုပ်လာတယ်။တိတိငငယ်လေးဖြစ်တောင်ရှာဖွေလို့မရတဲ့ဖြစ်မျိုးကို ပုံကြီးချဲ့ပြီးစူလာပူလာငောင်ငန်းအော်ဟစ်ပစ်တာမျိုးအထင်မြင်တိတိနဲ့နှိမ်ချပြောတာမျိုးအခါခါကြုံလာတဲ့အခါကျမအံ့ဩလာတော့တယ်။ဘလို့ဖြစ်ကုန်တာလဲ။ဘလို့ခါမျိုးမှာသူကျမကိုမြေတားမပြတ်တက်တလေရှာဖွေစူးစမ်းရတော့တယ်ကျမကိုတခြားလူတယောက်ယောက်ကခြေကျူးခုံပြူတဲ့အခါ ို့မှနေလို့ထိုင်လို့မရနိုင်လောက်မျက်နှာတွေပြက်နေတဲ့ပြီကျမရဲ့ဟန်ချက်တွေပြောင်းသူနီးသူဟန်နဲ့ဖန်နီးတော့တာပဲတက်လေတက်နိုင်ပါပြီတယ်လို့ဩချမိလောက်သူကျမအပေါ်အောက်ကြံနေတယ်ယုံနိုင်မှမလားလုပ်ငန်းဦးဆောင်သူကြီးတယောက်ဟာဘာမှမဟုတ်တဲ့သူ့လောက်ငယ်သားပါမွှားငချွတ်ကလေးကို ပြိုင်ဆိုင်ညှို့တေးမနာလို့တို့ရှိရဖြစ်နေတယ်ဆိုတာယုံနိုင်စရာလားအဲ့ဒီဖြစ်ကတော့သူ့ကိုယ်သူတောင်တတိမထားမိမယ်မထင်ပါဘူး ။ဒါပေမဲ့သူ့အတွင်းစိတ်ရဲ့လှုံ့ဆော်မှုကိုသူကျင့်သုံးနေပြီ။အခက်အခဲတားဆီးဆိုတာရှေ့ကိုတိုးကျင်တဲ့လူတိုင်းအတွက်ရှိနေမှာဖြစ်ပေမဲ့ဖျက်ကြော်ဖို့ခရင်တော့ကိုယ်ရှောင်သွားရလိမ့်မယ်လို့ကျမနားလည်မိပါတယ်။တကယ်တော့သူ့ကျမရဲ့ဝင်ကဘာထဲရောက်နေတာ။ကြာရင်လမ်းပျောက်သွားနိုင်တယ်။အထွက်ခတ်တဲ့လမ်းမကြီးထဲမှာတံပိုးရှိတဲ့ချိန်တွေကိုဖြုံတီနေရတယ်လို့ဖြစ်တော့မယ်။သူ့ဈေးခွက်ထဲမှာကျမနေတဲ့နေနေပြီလို့ခံစားမိနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့လှုပ်အားတွေကိုတန်ဖိုးမထားခြင်းအောင်ဆောင်ရတာနဲ့အတိအမှန်မပြုတ်ရတာနဲ့မညာမတာခိုင်းရတာနဲ့မစာမနာပြောရတာတွေကတက်တည်ပြနေတယ်လေတချို့ကပြောတယ်သူကပြောပြပြီးတာပါပဲပြီးရမှာပေါ့သူကပြောတဲ့သူကိုသူမှမပြီးရင်ဘသူပြီးမှာလဲကျမကတော့အဲ့ဒီလောက်ထိတွေးမိတော့တယ်လေကျမရဲ့စိတ်ထဲမှာအဲ့ဒီလို မတင်မကြဖြစ်နေတော့မှာပဲမိမရအနိုင်သူနောက်တူ ပေါ်ပေါက်လာခဲ့ပါလေရောဒေါခင်မင်းမူရဲ့မောင်ပေါ့ဒါလည်းသူတို့ပိုင်းနဲ့ဆောက်လို့ရေလုပ်ငန်းတစ်ခုအတွက်စည်ရင်တွက်ချက်မှုတွေနဲ့ပတ်သက်ပြီးကျမနဲ့သက်ဆိုင်လာတာပါဒီလိုပဲလေပြောကြဆိုကြစကြနောက်ကြရင်ဘဲချင်းကတကားခောက်ပြီးဘဲချင်းကရင်ထဲရောက်သွားမှန်းတော့မသိလိုက်ပါဘူးနောက်ဆုံးချိန်တွေကတော့ကျမသူတို့နဲ့လုံးဝလက်မတွဲဘူးလို့ဆုံးဖြတ်ချက်ချပြီးတာလေသူသိရောကျမစိတ်ထင်ပေါ်လေး သူ့မောင်ကကျမကိုချင်းကပ်ပါလေရောသူတို့မောင်နှမပူပေါင်းပြီးကျမကိုတစ်သက်လုံးချုံနှောင်ထားကြတော့မယ်လို့ခံစားနေရတယ်။ဒါဆိုအဲ့ဒီလူကျမကိုတကယ်ချစ်တာဖြစ်နိုင်မှာမလား။ကျမဘက်ကချစ်နေနိုင်နေဆိုရင်အချစ်စိမ့်နဲ့အားလုံးကိုလိုက်ရောခြေတုပ်ပစိုးမွေဆွဲကြိုးကလေးနေပေးလိုက်ရင်ကျမတစ်သက်လုံးချမ်းသာနိုင်လိမ့်မယ်လို့တွတ်တဲ့လူတွေကလည်းတွတ်ကြတယ်လေ။ကျမကတော့ဒါကကျမရဲ့ပန်းနိုင်မှာမဟုတ်ပေဘဲ။ ကျမမြို့ကြီးပေါ်ရောက်လာခဲ့တာတတိကတော်ဖြစ်ဖို့လည်းမဟုတ်ဘူးတတိမကြီးဖြစ်ဖို့လည်းမဟုတ်ဘူးလူဖြစ်ကြိုးနှက်ချင်လို့ပါတကယ်တော့ကျမရဲ့အဖေပြောသလိုပါပဲအဖေကကျမကိုသိတ်ချစ်ရှာတယ်မိန်းကလေးရဲ့ဘယ်နေရာမှာပဲနေနေဘာတွေပဲလှုပ်လှုပ်ထမင်းနှစ်နှစ်အပြင်ပုံမစားနိုင်ကြပါဘူးကွယ်မိန်းကလေးကဆန္ဒပြင်းလုံးလို့သားငွေကြီးကြီးအတွက်နဲ့တော့ဖြင့်ကိုစိတ်ကိုတိမ်ငယ်မခံချင်စမ်းပါနဲ့ အလုတ်ကိုကြောက်စိတ်နဲ့လှုပ်ရင်မအောင်မြင်ဘူး။ငါသမီးလောဘမကြီးနဲ့တဲ့။အဖေစကားကလေးတွေကို ပြန်ကြတော့မှ ကျမစိုးရင်လာမိတယ်။သူတို့လောက်ကသာရုံးမထွက်နိုင်လို့ကတော့ကျမရင်ထဲမှာတိမ်ငယ်စိတ်တွေပဲပွားများလာတော့မယ်။တော်ပြီတော်ပြီလို့ခဏခဏရေရွတ်ရုံးထွက်ဖို့ကြိုးစားရပြန်နေ။ကျမသူ့ကိုထားကြောင်းညင်းရပါတယ်။ခိုင်လုံတဲ့အကြောင်းပြချက်လိုချင်သေးတယ်လေ။ ျမသူကိုဘလို့ရှင်းပြရမလဲနောက်တစ်ခေါက်လာရင်တော့ဒီလိုပြောလိုက်မယ်လीပဝါပါနဲ့ကြသားထုတ်ရင်စွန့်တတ်တယ်လို့သူတို့ကလည်းနားလေလွယ်သူတွေမို့နားလေလိုက်ကြမှာပါတရွာသားကို ရီးစားလုံရင်လွမ်းတတ်တယ်လို့သူတို့ကတော့ထင်ကြပေးလိမ့်မယ်မြစ်သားမျိုးနဲ့မန်းလေးမျိုးကဖြင့်နီးနီးလေးအတွေ့ခေါင်ရံကောလို့ကျမနဲ့သူတို့အလှမ်းဝေးတာဟာမိုင်မောင်းသိမ့်သမ်းမကနိုင်တော့ပါဘူး သူတို့နားလည်နိုင်တဲ့ရက်ရွာမှာကျမရောက်နေပြီ။ကျမသူတို့အတွက်အမှန်တကယ်ပဲတရွာသူ ဖြစ်နေပါပြီလေ။ကင်တာရွှေကြီးမြတ်သားမျိုးနယ်မဂ္ဂဇင်း 2000ခုနှစ်နားဆင်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်